ရင်ပြည်နယ်မြောက်ရီမျိုးဘက်ကိုပြည်ရင်းကနေတည်တဲ့ဆန်တဲ့စားတောက်ကုန်ပစ္စည်းတွေကိုအခုအောက်တိုဘာလအတွင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်တွင်ဖြတ်တန်းတည်ဆောင်ဝင်ပါမစ်တွေကိုကန့်တက်ကုန်ဖြစ်သတ်မှတ်ထားတယ်လို့ဆိုကာဆေအုစုစစ်စီဂိတ်တွေကပြောဆိုကဂိတ်ဖြတ်ကြီးအစမတန်တောင်းနေတဲ့အတွက်မြောက်ရီမျိုးဘက်ကို ဆန်တဲ့စားတောက်ကုန်တွေဇီနှုံတက်ပြီးဆန်အဝင်နေလာတာကြောင့်မြောက်ရီဆန်နဲ့ကုံစုံရောင်းဝယ်သူတွေကပြောပါတယ် ။ဆန်နဲ့ပြည်ရင်းစားတော်ကုန်တွေမြောက်ရီမျိုးဘက်တည်ဆောင်ရမှာဆေးအုပ်စုစစ်စီဂိတ်တွေကရင်လက်နက်ကင်ဂိတ်တွေဖြတ်တန်းရပြီးဂိတ်ချေငွေကို စားသုံးသူအပေါ်ပေါင်းယူတွက်ချပြီးပြန်လည်ရောင်းချရတဲ့အတွက်တွက်ချီမကြိုက်တော့ပဲဆန်ရောင်းရနာထားတဲ့အခြေအနေဖြစ်လာနိုင်တယ်လို့သိရပါတယ်။လက်တလောမှာဂျုံတို့ကော့ဂရိတ်လမ်းပိုင်းနဲ့ဒေါ်နာတောင်လဟာမနီယာရီမှာ KNL မဟာမိတ်တပ်ဖွဲ့တွေနဲ့အစိုးစုတပ်တွေနေ့တိုင်းနေပါတိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အတွက်ကုန်စီတပ်အစင်းလမ်းကြောင်းမှာ စစ်တပ်နဲ့ပူးပေါင်းထားတဲ့ကရင်လန်နကိုင်း BGF KNLPC တပ်ဖွဲ့တွေထိန်ချုပ်ထားတဲ့နဘူးထုတ်ကုတ်ကိုလမ်းမိုင်းနဲ့နဘူး2018ကျောက်တောင်လမ်းမိုင်းတွေမှာဒါကုန်စီစီစဉ်သွားလာနေရတယ်လို့သိရပါတယ်